မင်္ဂလာပါရှင် Channel Love by Mon ကနေကြိုဆိုပါရရှင်အာဒီနေ့ video လေးကတော့မွန်တို့တွေအခုဒီတလုံးမှာပေါ့နော်အာခက်ခဲဖြစ်နေကြတဲ့သူတွေတဘာဝ BNDL တွေနဲ့ကြုံတွေ့ခဲ့ကြရတဲ့သူတွေအဲတော့ခက်ခဲဖြစ်ခဲ့ကြတဲ့သူလေးတွေကိုပေါ့နော်မွန်တို့တွေဒါ တယောက်ကိုတယောက်ကူညီချင်ကြရတယ်လို့မုံခံစားရတယ်နော်အဲ့တော့ဒါကိုနိုင်တလောက်ကူညီချင်ကြရတယ်ပေါ့နော်ကိုကိုတိုင်းလည်းဂရုစိုက်ပြီးတော့သူများကိုလည်းအာစိတ်မကောင်းဖြစ်ကြတယ်လို့မုံမြင်ပါတယ်နော်အဲ့တော့မုံတို့တွေကဲဘာရီကူညီနိုင်မလဲမုံတို့တွေဇိုဒီယက်ဆိုင်လေးတွေပေါ့နော်တခုချင်းစီလိုက်အာဘာလေးကူညီရင်ကောင်းမလဲဘာလေးတွေကူညီရင်ကိုယ်တွေအတွက်ပို့ပြီးတော့ပေါ့နော်ဒါ အာသူသူများတွေအတွက်ပို့ပြီးတော့အကျိုးဖြစ်မလဲကိုဒီအတွက်ကောပို့ပြီးတော့ဒါလေးက effective ဖြစ်မလဲပေါ့နော်ဒါမျိုးလေးတွေကိုမလို့လေ့လာကြည့်ကြပါမယ်အဲ့တော့ဒီနေ့ reading လေးကမတော့တစ်ခါမှလည်းမပြုတ်လို့ပြီးဘူးပြီးတော့အာ ဘယ်လိုလုပ်ရမလဲဆိုလည်းမသိချာမသိနေသေးမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့မအရန်ကူညီချင်တယ်ဘယ်လိုကူညီရမလဲလည်းမသိဘူးမလို့ပဲဖြစ်နေတဲ့သူတွေရှိမှန်းတယ်အာပစံလူရမလားအာဟိုကိုတိုင်ကိုကိုတိုင်ပေါ့နော်ဒါတကယ်ပဲသွားပြီးတော့ကင်ဆယ်ရေးဒီမှာသွားရမလားဒါမှမဟုတ်လိုအပ်တဲ့မိသားစုတွေကိုပဲဓာတ်ရိုက်ဆက်သွယ်ပြီးတော့လုပ်ရမလားအခုလက်တလုံးမှာခက်ခဲနေတဲ့သူတွေကိုပဲကူညီနေရမလားအများကြီးလေနော်ဆိုတဲ့ခါကျတော့အာပို့ပြီးတော့များဒီ reading လေးကနေမှာ တစုံတဦးတစုံတယောက်အခက်အခဲရှိနေတဲ့သူပဲဖြစ်ဖြစ် idea စဉ်းစားမရတဲ့သူတွေပဲဖြစ်ဖြစ်အတွက်အကျိုးရှိဖို့အတွက်မအများကြီးမျှော်လင့်ပြီးတော့လုပ်ပေးတဲ့ region လေးဖြစ်ပါတယ်။အဲ့တော့ okay ဒီနေ့လုပ်ပေးမှာကတော့အခု group လေးလေးခုပေါ့ဒီ group လေးတွေကရွေးချယ်ရမှာမဟုတ်ပါဘူး။ mono fire art a water ဆိုပြီးတော့ဒီလိုမျိုး sign လေးလေးခုရှိတယ်လေနော်ဆိုတော့ fire sign လေးတွေအတွက်အရင်ပြောပြပေးပါမယ်အဲ့တော့ fire sign လေးတွေမှာ aries leo sagittarius member လေးတွေ အတွက်ကိုပေါ့နော်မွန်ပြပြပေးပါမယ် Aries Leo Sagittarius Fire sign လေးတွေက Fire sign လေးတွေပေါ့နော် Fire sign လေးတွေကအခုတလောမှာပေါ့နော်အာနေစရာအခက်အခဲဖြစ်နေတဲ့သူတွေအဓိကထားပြီးတော့ကုညီပေးပါလှူဒန်းပေးပါနေစရာပေါ့နော်နေစရာအာပြီးတော့နောက်တစ်ခုငွေကြေးပေါ့နော် နေစရာနဲ့ငွေကြီးအခက်အခဲဖြစ်နေသူလေးတွေကိုပေါ့နော်လှူဒန်းပေးဖို့အတွက်မုံကအာဒီတဲတဲမှာတော့ energy လေးတွေရတယ်အဲ့တော့နေစရာပေါ့နော်နေစရာအခက်အခဲဖြစ်နေတယ်ငွေကြေးအခက်အခဲဖြစ်နေတယ်အာတော်တော်လေးကိုပေါ့နော် homeless ဖြစ်သွားတယ်เนาะအိမ်အိမ်ယာတွေပါပြီးပျက်စီးသွားတယ်အာအခက်အခဲတွေဖြစ်နေတယ်ဒီလိုမျိုးလေးတွေကို လူတန်းပေးမယ်ဆိုရင်ဒါတပတ်လူအတွက်လည်းအများကြီးအကျိုးရှိနိုင်တယ်ကိုအတွက်လည်းဒီမှာ message လေးလာပေးထားတယ်အဓိကထားပြီးလူပေးတော့ဆိုတဲ့ message လေးပေါ့ပြီးတော့နောက်တစ်ခုအာမွားတော့ဒီတက်တက်မှာတော့ဒါငွေကြီးကြီးတက်နိုင်တဲ့သူကငွေကြီးကြီးလုံအားနဲ့ပတ်သက်ပြီးတော့ပေါ့နော်လုံအားဌာနနဲ့တက်နိုင်တဲ့သူကလုံအားဌာနဒီလိုမျိုးလေးတွေလူတန်းပေးပါလို့မင်းက ဒီမဲမှာအကြံပြုလိုပါတယ်ဒါကမွန် message လေးရလို့မွန်တီကတ်ကလေးကိုဖော်ပြပေးတာဖြစ်ပါတယ်အဲ့တော့အငွေကြေးခက်ခဲဖြစ်နေတဲ့သူအနေဖို့ထိုင်ဖို့ခက်ခဲဖြစ်နေတဲ့သူဒါမျိုးလေးတွေကိုအဓိကကူညီပေးခြင်းအဖြစ်ပို့ပြီးတော့ပေါ့နော်အကျိုးရှိသွားလိမ့်မယ်ဒါတစ်ဖက်လူမှာအကျိုးများစွာရရှိလိမ့်မယ်ဒါမျိုးလေးကိုမမြင်ရပါနဲ့အဲပြီးတော့နောက်တစ်ခုနေထိုင်ဖို့အတွက်ကိုပေါ့နော်အဒီနောက်ပိုင်းကျရင်ဖြစ်လာပါလိမ့်မယ်ပြန်လဲထူထောင်ရေးအတွက် ဒီ fire sign လေးတွေอ่ะပြန်လဲထူထောင်ရေးအတွက်အဓိကမှန်တိုင်းလို့ပြောလို့ရတယ်เนาะအဲ့တော့ fire sign လေးတွေပြန်လဲထူထောင်ရေးနဲ့အခုလက်ရှိနေစရာမှာခက်ခဲဖြစ်နေတဲ့သူလေးတွေအတွက်ကိုလှူဒန်းပေးနိုင်ပါတယ်เนาะအဲ့တော့ဝစ်စရာနဲ့အာဝစ်စရာဆောင်းတို့အင်ဂျီတို့ဘာလို့ပေါ့နော်ဒါမျိုးလေးတွေတက်နိုင်တဲ့သူလေးတွေလည်းဒါလူတန်းပေးလို့ရတယ်ပေါ့နော်ဒါ fire sign လေးတွေအတွက်ဖြစ်ပါတယ် Aries Leo Sagittarius လေးတွေအတွက်ဖြစ်ပါတယ်เนาะ โอเคဟုတ်ပြီနောက်တစ်ခုအကြောင်းတော့ဒီ cup လေးပေါ့နော်ဒီ cup လေးကတော့ water sign လေးတွေပေါ့နော်ဒီပြီးသားပါအဲ့တော့ဒီ cup လေးက water sign လေးတွေဆိုတော့ Cancer Scorpio and Pisces Cancer Scorpio and Pisces လေးတွေပေါ့နော် water sign လေးတွေကဘာလေးတွေကူညီပေးနိုင်လဲဆိုတော့တွားရင်လာရင်ခက်ခဲနေတဲ့သူလေးတွေပေါ့ နော်။တွားရေးလာရေခက်ခဲနေတဲ့သူလေးတွေအဓိကထားပြီးတော့အခုညီလေးတွေပေးတာ transportation ပေါ့။အာဒီမန္တလေးကနေမှရန်ကုန်ဆင်းလာမဲ့သူလေးတွေအာရန်ကုန်ကနေမှမန္တလေးမန္တလေးကိုစကိုင်းကိုနော်ကိုယ့်ရဲ့မွေးရထားနေကိုပြန်ချင်တဲ့သူလေးတွေခက်ခဲနေရှိနေကြမဲ့သူမျိုးလေးတွေပေါ့လေ။နော်နောက်ဆုံးလမ်းစရိတ်ပဲဖြစ်ဖြစ်ပေါ့။နော်အဲ့တော့တွားရေးလာရေခက်ခဲနေတဲ့သူလေးတွေနော်ဒါမျိုးလေးတွေကို အာအတတ်နိုင်ဆုံးကုညီပေးပေးပါပြီးတော့နောက်တစ်ခုအာဒီအာအိမ်မွေးအိမ်မွေးတလေးဆန်လေးတွေခွေးလေးတွေကြောင်လေးတွေပေါ့နော်အဲ့တော့ဒါမျိုးလေးတွေကိုလည်းကယ်ဆယ်ရေးပေါ့နော်ဒါကူညီပေးပါမဟုတ်လည်းဒါခွေးလေးတွေကြောင်လေးတွေကိုကယ်ဆယ်ပြီးတဲ့အခါမှာလာရှာဖွေပေးတာကယ်ဆယ်ပေးတာအဲ့လိုမျိုးလေးတွေမှာအာတအားသေးရကူညီပေးပါလို့ပြောပြပေးလိုပါတယ်နောက်တစ်ခုကကျတော့အစာရေစာရှားပါတဲ့သူမျိုးလေးတွေပေါ့ အစာအသောက်လူဒန်းခြင်းပေါ့နော်အစာအသောက်လူဒန်းခြင်းဒါမျိုးလေးတွေကိုပေးကမ်းလူဒန်းပေးပါလို့မုံကညတိုင်းခံချင်ပါတယ်နော်အဲ့တော့ဒါလေးတွေကိုအကြံပြုပေးချင်ပါတယ်အဲ့တော့ water sign လေးတွေအာကန်ဆာစကော်ပီယိုအန်ဖိုက်ဆစ်လေးတွေကကြတော့အခုခွေးလေးတွေကြောင်လေးတွေကိုလူဒန်းပေးပါတွားလေးလာရင်ခက်ခဲနေတဲ့သူလေးတွေကိုအာနောက်ဆုံးဆက်ဘေးမဖြစ်ဖြစ်စိုက်ကဆက်ဘေး ကံနော်အဲ့လိုမျိုး transportation ကိစ္စလေးတွေမှာကူညီပေးပေးပါပြီးတော့စားစရာပေါ့နော်စားစရာအခက်အခဲလေးတွေဖြစ်နေတဲ့เนาะဒါမျိုးလေးတွေကိုလူတန်းကူညီပေးပါလို့အမေကဒီထဲထဲမှာအာအကြံပြုပေးပါတယ်เนาะဒီကက်ကလေးတွေနဲ့ဒါကလေမောကိုယ့်အကိုဆွဲထားတာမဟုတ်ဘူးမောအာကိုစောင်းနဲ့အဆောင်လျှောက်တွေစီကနေမှ message တောင်းခံပြီးတော့မှလုတ်ပေးတဲ့ reading ပေါ့နော်နောက်တစ်ခုကကျတော့အာ air sign ပေါ့နော်ဒီဓာလေးတွေ နော်ဓာတ်သမားလေးတွေပေါ့အဆိုင်သမားလေးတွေအားကြတော့အာဂျမနိုင်းလီဘရာအကွေရီယပ်ဂျမနိုင်းလီဘရာအကွေရီယပ်နော်အဆိုင်သမားလေးတွေအတွက်ကကြတော့အာအဓိကတော့ခလေးတွေပေါ့နော်ဒါမိဘနဲ့ဝေးကွာသွားတဲ့ခလေးလေးတွေပဲဖြစ်ဖြစ်နော်အာမိဘအောင်ဆုံးရှုံးလိုက်ရတယ်မိဘမဲ့ဖြစ်သွားတယ်အဲ့လိုမျိုးခလေးလေးတွေဟို အာအဓိကထားပြီးတော့ပေါ့နော်အာဟိုတကယ်လို့ပေါ့နော်ကိုကဘယ်သူပဲဖြစ်ဖြစ်ကူညီမှာပဲဆိုရင်ရကိစ္စမရှိဘူးနည်းနည်းလေးတွေးဝင်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးအဘဘယ်သူကူညီရမှန်းမသိကူညီစရာလူတွေကလည်းအများကြီးပဲဒါပေမဲ့ဘယ်ဘယ်ဟာထားခတ်ထားပြီးကူညီနေရမှန်းမသိဘူးအအများကြီးကုညီဖို့အတွက်ကလည်းကိုကိုတိုင်မှာလည်းခက်ခဲရင်းအများကြီးဖြစ်တယ်ဆိုရင်တော့အဓိကထားပြီးတော့ဒါမိဘဆုံးရှုံးသွားတဲ့ခလေးလေးတွေအတွက်ကိုရည်ရွယ်ပြီးတော့ အဓိကထားပြီးကူညီပေးပါလို့မုံကဒီထဲမှာပြောပြပေးချင်ပါတယ်မိဘဆုံရှုံသွားတဲ့ကလေးလေးတွေပေါ့အာမုံကတော့ဒီထဲမှာတော့အနည်းဆက်ဆုံးပြောရရင်တော့အာမခိုင်နေဝေစီရနေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတဆင်ကူညီမယ်ဆိုရင်လဲအဲ့ဒီ energy ကိုရပါတယ်နော်အဲ့တော့ဒါကလေးလေးတွေ သက်ဆုံးရှုံးသွားတဲ့သူတွေကြံ့ရစ်သူမိသားစုတွေလိုအပ်တယ်ဆိုရင်ပေါ့နော်ကူညီပေးနိုင်ပါတယ်မောဒီဟောင်ပြောနေတဲ့မခိုင်နေဝေတို့ပေါ့နော်အဲ့လိုမျိုးတကယ်ကိုပရဟိတကောင်းကောင်းဆစ်ဆစ်မှန်မှန်လုပ်နေတဲ့အမျိုးသမီးဒီလိုမျိုးကလေးတွေအတွက်ကိုအဓိကထားပြီးတော့လုပ်နေတဲ့အမျိုးသမီးနော်အဲ့ဒီအမျိုးသမီးကနေမှတဆင့်ကူညီမယ်ဆိုရင်တော့မောကတော့ပို့ပြီးတော့ဒီဟာမှာအဲ့ဒီ energy ကိုအရင် strongly ဖြစ်ဖြစ်ရတယ်ပေါ့နော်ဒါက air sign လေးတွေအတွက်ပါ Gemini Libra Aquarius Monty တဲ့ထဲမှာကူညီပါလို့ ပြောတဲ့နေရာမှာငွေကြီးကြီးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကြိုက်တဲ့အကူအညီမျိုးကုညီနိုင်တယ် ဒါပေမဲ့ဒီထဲမှာတော့ရတဲ့ message လေးတွေကိုမူမြင်တဲ့ဟာလေးတွေကိုပြပြပေးတာပါเนาะအဲ့တော့အသက်ဆုံးရှုံးသွားတဲ့သူတွေရဲ့ဒါကြံ့ရည်သူမိသားစုတွေပဲဖြစ်ဖြစ်ဒီလိုမျိုးလေးတွေကိုကူညီပေးမယ်ဆိုရင်တော့ဒါတစ်ဖက်လူတွေအတွက်ပို့ပြီးတော့အကျိုးများရပါတယ်ဒါအဲဆိုင်လေးတွေကိုကူညီပေးဖို့အတွက်ကိုလည်းအာ universe ကနေမှလုတ်ပြီးပါเนาะဆိုတဲ့ message လေးကိုရရှိတာဖြစ်ပါတယ်ပေါ့เนาะဆိုတဲ့အခါကျတော့ဒါလေးကိုလက်ခံနေဆိုရင်တော့ကူညီပေးနိုင်ပါတယ်เนาะ ဲ့တော့ဒီလိုတွေတည်းကမဟုတ်လဲဘာမှမလုပ်ဘူးတလို့ဟိုပြောရင်ရတဲ့ energy ကိုတည့်ပြောလိုက်တဲ့ဟာမျိုးပေါ့နော်ဆိုတဲ့အခါကျတော့လက်ခံတဲ့သူလေးတွေဆိုရင်တော့ဒါအဲ့ဒီအတိုင်းလေးတွေစောင့်ရက်ကြည့်ပေါ့နော်နောက်တစ်ခုကတော့ art sign လေးတွေအတွက်ပေါ့နော် art sign လေးတွေအတွက်အဲ့တော့အခုလက်ရှိဒီ အငလျင်ဆိုတဲ့ဒီတဘာဝဘေးအန္တရာယ်ကြီးကအဓိကတော့ဒီမြေကြီးပေါ့နော်မြေစည်းလွားပျက်စီးတဲ့ဒီပြည့်ွေကျော်တွေပါပေါ့နော်ဒီလိုမျိုးမြေစည်းလွားပျက်စီးတဲ့အတွက်ကြောင့်မလို့ဒီ art sign လေးတွေကအရင် strong ဖြစ်တယ်ပေါ့နော်အဲ့ဒီအခါကျတော့ဒီ art sign လေးတွေကိုမောင်ကတော့ strongly recommend ပေးတာကဘာလဲဆိုတော့ healing process တွေမှာပြုလုပ်ပေးပေးပါ အဲ့တော့ဒီအဆိုင်လေးတွေအာကောင်ဆယ်လင်းလုပ်နေတဲ့သူတွေရှိကြမယ်ထင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်တကယ်ချင်းမိတ်ဆွေဆွေမျိုးတွေထဲမှာလည်းဒါဆုံးရှုံးသွားတဲ့တချို့လေးတွေပါမယ်ဆိုရင်လည်း healing ဖြစ်ဖို့အတွက်ကိုအများကြီးကိုယ့်ဘက်ကနေအချမ်းတည်နေစွာနဲ့ပေါ့နော် healing လုပ်ပေးနိုင်ဖို့အတွက်ကိုဒါစိတ်ပိုင်းဆိုင်ရာနဲ့ healing လုပ်ပေးပါနောက်ထပ်တစ်ခုကကြတော့ရေလူပေးပါလို့ပြောပြပေးချင်ပါတယ်လိုအပ်နေတဲ့သူတွေကိုတောင်းရည်တန်းလူပေးပေးပါ ရေးလူပေးပါเนาะအဲ့တော့ရေးလူပေးခြင်းအဖြစ်ပေါ့เนาะအာတကယ်ကိုအဆိုင်လေးတွေအတွက်ကိုကိုကိုတိုင်းအတွက်ကောမိမိကိုတိုင်းအတွက်ကောလိုအပ်နေတဲ့သူတွေအတွက်ကောတကယ်ကိုအကျိုးရှိမဲ့အလူဒန်း အလူအတန်းဖြစ်မယ်လို့မွားယုံကြည်တယ်ပေါ့နော်ယူဆပါတယ်အဲ့တော့ရေလူပေးပေးပါရေလူပေးပေးပါအဲ့တော့ at sign လေးတွေကိုနောက်ထပ်တစ်ခုပြောပြပေးချင်တာကတော့အာဒီတောက်တော်ရေပေါ့နော်ဒါဗုဒ္ဓဘာသာဖြစ်နေရင်ပေါ့နော်ဒါဟိုတောက်တော်ရေနော်အာတောက်တော်ရေကိုလူတန်းဆက်ကပ်ပြီးတော့မြေတာပို့ပေးပေးပါ တောက်တော်ရည်နဲ့မြစ်တာပူအများဝေတောက်တော်ရည်ပတ်ပြန်းပြီးတော့ကိုယ့်ရဲ့အနီးနားပရဝုံမှာအာဒီတဘာဝဘေးအန္တရာယ်တွေထပ်ပြီးတော့မကြရောက်ဖို့တကယ်လို့များအဲကြာရောက်ခဲ့တယ်ဆိုရင်လည်းအရင်အန္တရာယ်ကြီးကြီးမဖြစ်နိုင်ဖို့အတွက်ကိုအဲ့လိုမျိုးဒီတောက်တော်ရည်လေးနဲ့လေတောက်တော်ရည်ကတ်မယ်မနက်မနက်တိုင်းတောက်တော်ရီကတ်မယ်ညတိုင်းတောက်တော်ရီကတ်မယ်ပြီးတော့ရင်ပြန်စွန့်လာတဲ့တောက်တော်ရီကိုလေကိုယ့်ရဲ့ဒီအာ အိမ်နေရာပတ်ဝန်းကျင်ကိုယ့်ရဲ့တိုက်ခန်းနေရာပတ်ဝန်းကျင်ကိုယ့်ရဲ့ခြံအနီးအနားပတ်ဝန်းကျင်တွေမှာအာတောက်တော်ရေပေါ့နော်လူလန်းထားတဲ့တောက်တော်ရေတွေကိုအာပြန်စွန့်ထားတဲ့တောက်တော်ရေတွေကိုပတ်ဖြန်းပြီးတော့မြစ်တာပို့ပေးပေးပါနော်ဒါမျိုးလေးကိုပြောပြပေးချင်ပါတယ်ကဘာဆောင်နဲ့တွေပါလေးပေါ့နော်အဲအဲ့ဒါမျိုးလေးကိုပြောပြပေးချင်ပါတယ်ဝတုံးလေးနတ်မင်းကြီးတို့ပါလို့ပေါ့နော်အဲအဲ့လိုမျိုးပြီးသွားရင်နောက်တစ်ခါတော့ရေလူပေးပါအခုတောင်းရေဒဏ်တွေအရန်ခက်ခဲနေကြရတယ်ပေါ့နော် ရေလူပေးပါလို့ပြောပြပေးချင်ပါတယ်เนาะဒါလေးကတော့ဟိုဟိုတက်နိုင်တဲ့ဘက်ကပေါ့เนาะအာဘယ်လိုပမာဏဘယ်လောက်ပဲညာမဟုတ်ပါဘူးတက်နိုင်ဆုံးဘက်ကနေလူတန်းနိုင်ပါတယ်အဲအဲ့ဒါဆိုရင်တခြားကမလူရအောင်လားဆိုတော့ no မဟုတ်ဘူးเนาะဒီအမျိုးလေးတွေကိုလူဖို့အတွက်ကိုမှဒါ မွန်တို့ကို message လေးတွေဒါပေးလာခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မွန်ကနေပြန်လဲများဝယ်ပေးခြင်းဖြစ်ပါရဲ့ရှင်အဲ့တော့အားအလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့နောက်ထပ်နောက်ထပ်အခုလိုမျိုးတဘာဝဘေးအန္တရာယ်တွေအာမကြုံပါစေနဲ့ကင်းဝေးကြပါစေကင်းရှင်းကြပါစေအခုလက်ရှိဖြစ်ပေါ်ခံစားခဲ့ရတဲ့အရာတွေလည်းအမြန်ဆုံးဒါအေးချမ်းချမ်းနဲ့ ဖြစ်ရှင်းနိုင်ကြပါစေပြီးဆုံးသွားကြပါစေလို့မုံကဆုမုံကတောင်းရင်းနဲ့အာနှုတ်ဆက်ပါတယ်မုံကိုယ်တိုင်လည်းအခုဒါမောဖိုင်ယာဆိုင်ပေါ့နော်ဖိုင်ယာဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စွာနဲ့မုံရဲ့ဒီဖိုင်ယာဆိုင်အတွက်ကိုပေးထားတဲ့ message ကိုမသေးချာလေးလုပ်မယ်အဲ့လိုပဲမုံရဲ့မိသားစုထဲမှာအင်းဆိုင်ရှိတယ်ဖိုင်ယာဆိုင်ရှိတယ် အဆိုင်ရှိတဲ့ water sign ရှိတဲ့အကုန်လုံးမျိုးတွေမိသားစုတွေဖြန့်ချက်ပြီးတော့လောက်သွားမယ်ပေါ့နော်အဲ့လိုမျိုးလေးရည်ရထားပါတယ်ဆိုတဲ့အခါကျတော့တငယ်ချင်းလေးတွေထဲထဲမှာလည်းမော်နဲ့အတူတူပေါ့နော်ဒါမို့ရဲ့ဒီ region လေးကိုယုံကြည်လက်ခံနေဆိုရင်အတက်နိုင်ဆုံးကူညီပေးကြပါကူညီပေးဖို့တက်ကိုလည်းအများကြီးအကြံပြုပါတယ်ကူညီပေးမယ်လို့လည်းယုံကြည်ပြီးသားပါပေါ့နော်မုံပြောမှမဟုတ်ဘူးလေနော်အစကတည်းကကိုကကူညီဖို့ရည်ရထားပြီးသားအဲ့ဒါကိုမှ လူတွေကအရန်အများကြီးခက်ခဲနေတာပြင်ပန်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ကိုကူညီရမလဲကူညီလိုက်မှာသွားမလားအဲဥမာပေါ့နော်တချို့တွေကြတော့အလွယ်တုံးစားလုပ်တဲ့သူတွေဖြစ်မလားဒါရိုက်မှရောက်ပါမလားအဲ့လိုမျိုးလေးဖြစ်နေတယ်ဆိုရင်တော့ဒီ message လေးလေးအတိုင်းအတိုင်းပေါ့နော်အဲတက်နိုင်ဆုံးကူညီကြည့်ပါလို့မငါပြောပြပေးချင်ပါတယ်ဒါမှမဟုတ်တစ်ဖက်တစ်လမ်းကနေမှအဲပြုလုပ်ပေးတဲ့ အအထောက်ကူပြုရည်တယ်ဖြစ်ပါတယ်အားလုံးဆက်ဆက်ရာဆင်ပြေကြပါစေလို့စုမုံကတောင်းပေးပါတယ်ကိုကိုတိုင်းလည်းအများကြီးများကြီးကယူဆိုင်ကြပါလို့မုံကထပ်လောင်းပြီးတော့အကြံပြုပေးပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်